ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုအိုးနောင်တော်လေးစူးစီးတင်ဆက်ထားတာပါ။ပထမဆုံးအနေနဲ့တော့ကျွန်တော်တို့ဒီရပိုင်းတွင်သတင်းထုတ်ပြန်ခဲ့တဲ့သတင်းအခြေအနေလေးတစ်ခုပေါ့ဗျာနော်။အဲ့ဒါကရန်ကုန်မြို့ပေါ်မှာဒီရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ဘုတ်ထောင်ထားတဲ့ဟာတွေကိုလိုက်လံဖျက်ဆီးတဲ့အဖြတ်သမားနေပိန်းအကြမ်းဖက်သမားတွေဒီဖန်စီရမိတဲ့သတင်းပါဗျာနော်။အဲဒါလေးတွေကိုပြန်ပြီးတော့ဆွေးနွေးတင်ပြရခြင်းကအခြားအခြားသောနေပိန်းလေးတွေလည်း ပြည်ပြည်ဝရံပြည်တွေရဲ့နိုင်ငံရေးမှိုင်းမိနေတာရှိမယ်နိုင်ငံရေးမှိုင်းမိပြီးတော့မိမိတို့ရဲ့အတွေးခေါ်ကအမှန်ကန်စွာဖြောင်းမတ်စွာတဲမတ်စွာ မတွေးနိုင်ပဲနဲ့အဖြတ်သမားစိတ်ဓာတ်အဖြတ်အမောက်လုံးကျင်တဲ့စိတ်ဓာတ်တွေကိန်းအောင်နေတာမျိုးဖြစ်ပါတယ်ဖြစ်တတ်ပါတယ်ပေါ့ဗျာနော်အဲ့ဒီလိုဖြစ်တတ်တဲ့အခါမျိုးမှာဥပဒေအရအေးအေးယူဆောင်ရခြင်းခံရနိုင်တယ်ဒါကိုသိစေလိုတဲ့အတွက်ဒါ၁၄ရက်နေ့ကထုတ်ပြန်ထားတဲ့သတင်းလေးကိုပြန်ပြီးဆွေးနွေးတင်ပြခြင်းပါ သတင်းထုတ်ပြန်ချက်မှာတော့ပါတီတုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုပြက်ပြားစေရန်ရည်ရွယ်၍နောက်ဆက်ဟန်တာဖြတ်စည်းခြင်းပြုလုပ်သူများကိုဖမ်းဆီးအရေးယူဆိုပြီးတော့ထုတ်ပြန်ထားပါတယ်2025ခုနှစ်ပါတီတုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပမှုကိုပြက်ပြားစေရန်ရည်ရွယ်၍လူမှုကွန်ရက်ဆောင်မြတ်နာများအများပြည်သူဆိုင်ရာနေရာများ၌ဟောပြောခြင်းပြောဆိုခြင်းစီယုံလုံးစွာခြင်းဆန္ဒပြခြင်းစာရေးသားခြင်း ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်းစသည်တို့ဖြင့်နောက်ဆက်ဟန်တာ ဖြည့်ဆည်းခြင်းများရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များထိခိုက်ပျက်စီးအောင်နောက်ဆက်ဟန်တာဖြည့်ဆည်းခြင်းပြုလုပ်သူများအားလုံခြုံရေးတပ်ဖွဲ့ဝင်များကပါတီစုံဒီမိုကရေစီတွဲတွဲရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တာခြင်းမှာကာကွယ်ပေးရေးဥပဒေနှင့်ညီထီရောက်စွာရေးယူဆောင်ရွက်လျက်ရှိတယ်။ဒီလိုရေးယူဆောင်ရွက်တာလဲယာကနန်းတော့ဖန်စီရမိဖြစ်သွားပြီပေါ့ဗျာ။ ထို့သောဆောင်ရွက်လျက်ရှိရာနိုဝင်ဘာလ14ရက်နေ့နံနက်3နာရီ5မိနစ်အချိန်ကတင်ကန်းကျွန်းမြို့မြို့မရဲစခန်းမှာတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းဖွဲ့စည်းနေမြေအတွင်းလက်ကင်းဆောင်ရွက်နေစဉ်ရန်ကုန်တိုင်းဒေသကြီးတင်ကန်းကျွန်းမြို့နယ်4000ခန့်ရွက်ကွက်4000ခန့်လမ်းနဲ့ဥပဟန်လမ်းတောင်ရှိပန်းကျန်တွင်စိုက်ထုထားသည့်ပြည်အောင်စုကြံ့ခိုင်နေဖွံ့ဖြိုးရေးပါတီဆိုင်မှုတစ်ခုဘူကန်ညွန့်ရွက်ကွက်ရှိ4000ခန့်လမ်းနဲ့သဘူဒိတ်လမ်းတောင်တွင်စိုက်ထုထားသည့်ပြည်သူပါတီဆိုင်မှုတစ်ခု တူမင်္ဂလာရက်ွက်ရှိ၄တောင်ခံလမ်းနှင့်တူမင်္ဂလာလမ်းတောင်ဇဝနာလမ်းစုံတွင်စိုက်ထူထားသည့်ပြည်သူပါစီဆိုင်မှုတစ်ခုနှင့်ပြည်သူရှေ့ဆောင်ဆိုင်မှုတစ်ခုတို့အားဖြိုလဲဖျက်ဆီးနေကြောင်းတရင်ရပါတီဆိုင်မှုများဖျက်ဆီးခဲ့သည့်တရားခဏ်များအားဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာတင်းမှုကျွလျာတွင်ပါဝင်သူတင်ကန်းညွန့်ညွန့်နှင့်ရန်အောင်ရက်ွက်နေရွှေလင်းဦး22နှစ်နှင့်ဘူကန်ညွန့်ရက်ွက်နေခိုင်မင်းကို22နှစ်တို့နှစ်ဦးအားရင်းနှီးနံနက်3နာရီ7မိနစ်အချိန်တွင်အခင်းဖြစ်နေရာနီး၌ အခင်းဖြစ်နေရာဤဥဆံပါရက်ွက်ဘင်းအောင်လမ်း၌၎င်းရန်အောင်ရက်ွက်နေသူများဖြစ်ကြသည်စွမ်းထက်အောင်၁၉နှစ်နှင့်နနက်၄နာရီမိနစ်၅မိနစ်အချိန်တွင်ရန်အောင်ရက်ွက်ရန်အောင်လမ်းရှိ၎င်း၏အတော်ဖြစ်သူနေအိမ်မှ၎င်းချစ်လင်းကို28နှစ်အားနနက်9နာရီအချိန်တွင်ဘူကညွန်းရက်ွက်ဇဘူကြက်တီဆောင်လမ်းရှိ၎င်း၏အသည့်ဖြစ်သူနေအိမ်မှ၎င်းဒီဒီဖန်စီရမိခဲ့တယ်ဤပိန်း၄កောင်ပေါ့ဗျာနော်၄កောင်မှာအဲ၃ယောက်ကတော့ တယောက်ပဲ28နှစ်ပေါ့ဗျာနော်ကျန်တဲ့ကောင်လေးက19နှစ်20နှီးပိန်းပေါက်ဆလေးတွေပေါ့အဲဒီလိုအနေထားမျိုးလေးတွေရှိတယ်ထို့သောလွတ်တော်ကိုလည်းများအာဥရိနဲ့ညီမဲဆွဲစီယုံခြင်းမပြုနိုင်စေရန်စာကြည့်တာတော့ပါတီကိုယ်တွေလောင်းများဤပါတီဆိုင်မှုများဖြည့်စီပြီးချင်းချောက်ဟန်တားခြင်းများပြုလုပ်ခဲ့သူချစ်လင်းကိုပါ၄ဦးကိုတင်ကန်းညမျိုးမှရဲစခန်းမှာပါ2 3မြင်းဆောင်2025ပါတီတော်ဒီမိုကရေစီရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တားဖြည့်စီခြင်းမှာကာကွယ်ပေးရေးဥပဒေ ပုံမှန်24ကဖြင့်အမှုဖွင့်ပြီးထိရောက်သောပြစ်ဒဏ်များချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပေါ့ဗျာနော်ဒီလိုထုတ်ပြန်ထားတယ်အဲဒါကိုဒီလေးရောက်ကိုစန့်ထားပြီးတော့တခြားသောနှီးပိန်းလေးတွေနှီးပိန်းပေါက်စားလေးတွေပြည်ပြည်ဝရံပြေးတွေရဲ့နိုင်ငံရေးမိုင်းမိနေတဲ့နှီးပိန်းတွေကငါတို့ဒီလိုလှုပ်ချင်တော့ဥပဒေအရဒီလိုရှိပါသလားဒါလေးတွေကိုသိရမှာနေနော်ပြည်ပြည်ဝရံပြေးတွေကတော့မြောက်ပေးမှာပဲ တွေးထိုးလုံဆောင်မှာပဲသူတို့ကဒီဥပဒေအရအေးအေးယူခံရမဲ့သူတွေမဟုတ်ဘူးအေးအေးယူခံရမှာကတော့သူတို့မြောက်ပေးတာကိုလိုက်လုပ်တဲ့ပြည်တွင်းမှာရှိတဲ့တငယ်နှစားငါးပိန်းလေးတွေနှီးပိန်းတွေနှီးပိန်းပေါက်ဆလေးတွေပဲဖြစ်တယ်ပေါ့ဗျာဒါလေးတွေကိုသတိပြုဆင်ခြင်နိုင်ပါစေဆိုပြီးနှုတ်တင်ပြပေးခြင်းဖြစ်တယ်ပေါ့ဗျာနော်စေတနာကိုလည်းနားလည်တတ်ပါစေပေါ့ဗျာဒီလိုလေးလည်းဖြည့်စွက်ပြောခြင်းပါနောက်ထပ်အကောင့်နှုတ်တင်ပြခြင်းတော့ကတော့နိုင်ငံတော် ယာယီတမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာယာယီကော်မရှင်ဥက္ကရာဘူယုံမူကြီးမင်းအောင်လှိုင်ရဲ့ကရင်ပြည်နယ်ခရီးစဉ်ပေါ့ဗျာနော်။အဲဒီခရီးစဉ်အတွင်းမှာဘူယုံမူကြီးမင်းအောင်လှိုင်က မနေ့ကတုန်းကဗန်မျိုးဘော်ကအဲဌာနဆိုင်ရာတာဝန်ရှိသူတွေရမီရဖာတွေနဲ့တွေ့ဆုံတဲ့အခါမှာမြန်မာတိုင်းနယ်စပ်မှာရှိတဲ့ KK ဘတ်ကိုအတမရောကရှင်းလင်းဆောင်ရွက်နေပြီးတော့အမျိုးသားရေးတာဝန်တည်ရဲ့အနေနဲ့အပြီးပြတ်ရှင်းလင်းဆောင်ရွက်သွားမယ်လို့ကလည်းပြောပါတယ်။အဲအနေငယ်မြနိုင်ငံတော် ယာယီတမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်စာရေးကော်မရှင်ဥက္ကရာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့အမှားစကားအနှဲငယ်ကိုကောက်နှုတ်တင်ပြရရင်ကေမီနဲ့အေဂျင်တာရပြီးငြိမ်းချမ်းပါစေကြောင်းကေမီနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်အနေဖြင့်စင်စစ်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းမကြာမီကာလအတွင်းရွေးကောက်ပွဲကိုကျင်းပပြုလုပ်တော်မူဖြစ်ကြောင်းရွေးကောက်ပွဲပြီးဆုံးချိန်တွင်ရွေးကောက်ခံကိုယ်စားလှယ်များနှင့်အစိုးရအသစ်ဖြင့် နိုင်ငံတော်တာဝန်ကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်းမိမိတို့အနေဖြင့်ပြည်သူများလိုလားချက်ဖြစ်သည့်ပါတီစုံဒီမိုကရေစီစနစ်ပေါ်တွင်ဆက်လက်ရှောင်လန်းသွားမည်ဖြစ်ကြောင်းကောင်းမွန်သည့်ရွေးကောက်ခံကိုယ်စားလှယ်များဖြင့်ကောင်းမွန်သည့်နိုင်ငံရေးလမ်းကြောင်းကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနေမြေတည်ငြိမ်အေးချမ်းမှုရှိသည့်ဒေတာများတွင်တူးတက်မှုများရရှိနိုင်မည်ဖြစ်စေသို့တည်ငြိမ်အေးချမ်းမှုမရှိသည့်ဒေတာများတွင်မြေတည်နိုင်ငံရေးစနစ်ကိုကျင့်သုံးသည့်ဖြစ်စေဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်မည်မဟုတ်ကြောင်း ိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်တဲ့သို့ဒေတာတွင်နေထိုင်သည့်လူများကလည်းအမှန်တကယ်အလုပ်လုပ်ရန်လိုအပ်ကြောင်းအလားတူပညာဉာဏ်ရေးမြန်မာရေးသည်လည်းမဖြစ်မနေလိုအပ်ကြောင်းမိမိတို့အနေဖြင့်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်းပြီးချိန်တွင်နိုင်ငံတော်ရွှေ့တီးဖို့ ကုံထုတ်လုံးမှုအားပေးစုနိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကိုအားပေးစုနိုင်ငံတော်တရားဖို့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစုဆိုသည့်ဆောင်မှုများကိုချမှတ်ထားကြောင်းဒေတာတစ်ခုနိုင်ငံတစ်ခုအနေဖြင့်အလုတ်လောက်ကင်မှသာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းကုံထုတ်လုံးမှုလုပ်ငန်းများကိုဆောင်ရွက်ခြင်းသည်ပုဂ္ဂလိကနှင့်နိုင်ငံတော်အတွက်အကျိုးရှိသည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်းထုတ်လုံးမှုကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်အတတ်ပညာများလိုအပ်ကြောင်းအတတ်ပညာရရှိရန်အတွက်အတန်းပညာမြင့်မားရန် လူသက်တဖြင့်ပြင်ပညာရေးမြင့်တင်ရေးလုပ်ငန်းများကိုနိုင်ငံတော်အစိုးရအနေဖြင့်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်းပညာရေးအားနည်းသူများကိုကုန်ထုတ်ဆွမ်းအားမြင့်တင်ရေးလုပ်ငန်းများတွင်အသုံးချနိုင်ရန်အတွက်တင်နှံများဖွင့်လှစ်တင် जा ပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းမိမိတို့နိုင်ငံတွင်တက္ကသိုလ်ဝန်ထမ်းဆောင်မွေးပွဲဝင်ရောက်ဖြည့်ဆို့ခဲ့ပြီးအောင်မြင်မှုမရှိခဲ့သည့်ကျောင်းသားကျောင်းသူများများစွာရှိကြောင်း၎င်းတို့ကနိုင်ငံတော်အတွက်မြေကဲ့သို့အသုံးချနိုင်မည်ကိုစဉ်းစားဆောင်ရွက်ရန်လိုကြောင်းထို့ကြောင့်မိမိတို့အနေဖြင့်တာဝန်ရှိသူများ ပညာရှင်များနှင့်တိုင်ပင်၍တက်ဆိုင်ရာပညာပညာရများအလိုက်လုပ်ငန်းဝင်ဝင်ရောက်နိုင်သည့်ပိုလီတက်ကနစ်ကျောင်းများပွင့်လင်းတင်ကြားနိုင်ရေးစီစဉ်ဆောင်ရွက်နေကြောင်းဒုတက်သည့်နိုင်ငံတိုင်းသည်ပညာတတ်များပေါ်ကျော်ဝါပြီးရန်လုံးပြည်နီးပါအဆင့်မြင့်ပညာများတက်မြောက်သည့်နိုင်ငံသားများဖြစ်သည့်ကိုတွေ့ရကြောင်းမိမိတို့နိုင်ငံအနေဖြင့်အခြေခံပညာအဆင့်အလယ်တန်းပညာအဆင့်အထက်တန်းပညာအဆင့်နှင့်အဆင့်မြင့်ပညာ အဆင့်များလိုက်ပြီးဆုံးမှုများမှရာနှုတ်လိုက်နေပါမှုရှိသည်ကိုတွေ့ရှိရကရင်ပြည်နယ်တွင်အလုတ်ကန်ခွင်လန်းများစွာရှိပြီးအမှန်တကယ်အလုတ်လောက်ကန်ကြရန်နှင့်ဤစနစ်တကြဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်းဒီလိုမျိုးပြောဆိုသွားတာမျိုးတွေ့ရတယ်။ KK ပတ်နဲ့ပတ်သက်လို့ကရင်ပြည်နယ်တွင်အကြမ်းဖက်လှုပ်ရှားမှုနဲ့ပတ်သက်လို့ဗိုလ်ချုပ်မှုကြီးကြောကြားသွားတာကကရင်ပြည်နယ်သည်နိုင်ငံလွတ်လပ်ရေးရပြီးချိန်ကလေးကလက်နက်ကင်တောင်းကျမ်းမှုများကြောင့်တည်ငြိမ်အေးချမ်းမှုပြည့်ဝပြီး ပြည်내အတွင်းနေထိုင်သည့်ပြည်သူများထိခိုက်တကဲ့သို့နိုင်ငံတော်အနေဖြင့်လည်းထိခိုက်မှုများရှိကြောင်းကရင်ပြည်내တည်ငြိမ်အေးချမ်းမှုပြည့်ရွှင်အောင်လှုပ်ဆောင်နေသူများသည့်ကရင်ပြည်내အတွင်းရှိလက်နက်ကိုင်ဖွဲ့စည်းများဖြင့်ဖြစ်ကြောင်းတည်ငြိမ်အေးချမ်းမှုရှိမှသာလျှင်ပညာသင်ကြားနိုင်ပြီးပြည်သူများ၏ပညာရေးဆောင်ရှားမှုလုပ်ငန်းများကိုဆောင်ရွက်နိုင်ပြီးဒေတာဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းထို့ကြောင့်ပြည်내ဤဖွံ့ဖြိုးတိုးတက်မှုကိုဖြည့်ဆည်းနေသည့်တည်ငြိမ်အေးချမ်းမှု ပြည်ရွှင်းအောင်ဆောင်ရွက်နေသည့်ဒီနယ်အတွင်းနေထိုင်ကြသူများအနေဖြင့်နီလန်းပေါင်းစုံဖြင့်ကာကွယ်ဆောင်ရွက်သွားရန်လိုကြောင်းနိုင်ငံတော်အနေဖြင့်ပြည်ရင်ပြည်နယ်အတွင်းဒေသတည်ငြိမ်အေးချမ်းမှုပြည်ရွှင်းအောင်လှုပ်ဆောင်နေမှုများကိုရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်းအွန်လိုင်းငွေကြေးလေလံမှုနှင့်အွန်လိုင်းလောင်းကစားလုပ်ငန်းများလှုပ်ဆောင်လျက်ရှိသည့်မြန်မာထိုင်းနယ်စပ်ရှိ KK Park နေရာအားတမတော်အနေဖြင့်ရှင်းလင်းဆောင်ရွက်နေပြီးအမျိုးသားရေးတာဝန်တရအနေဖြင့်အပြည့်ပြည့်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီလိုထည့်သွင်းပြောကြားသွားတယ်ပေါ့ဗျာဒါကတော့ KNU အကြံဖတ်အဖွဲ့ရဲ့အဓိကထောက်ပူနေရလို့ဖြစ်နေတာပေါ့ဗျာနော်ငွေကြေးအမြောက်အများရနေတဲ့နေရာအခုကမှတော့တမတော်ကရှင်းလင်းဆောင်ရွက်နေပြီ KK Park အတွင်းကအဆောက်အုံတွေကိုလည်းဖြိုချပြသနေပြီပေါ့ဗျာနော် နောက်ထပ်ကျွန်တော်တို့တိုက်ပွဲနဲ့ဆက်ဆက်ပြီးတော့ပြောရရင်မနေ့ကတုန်းကလည်းရခိုင်ပြည်နယ်ကြောက်ဖူးမြို့နယ်ဘက်မှာ AA ကျန်းဖတ်စခန်းကုန်းကိုအေကျန်းဖတ်သမားတွေခြေပြုနေထိုင်တဲ့ရွာတရွာကိုတပ်မတော်ကတင်ပိုင်နိုင်ခဲ့တယ်လို့အေကျန်းဖတ်သမားတွေရဲ့ကာကင်းစခန်းတစ်ခုကိုလည်းတင်ပိုင်နိုင်ခဲ့တယ်ပေါ့ဗျာနော်တပ်မတော်သားတွေရဲ့ Telegram Channel တွေမှာပေါ်ပြတာတွေ့ရတယ်အဲဒီကနေ့မနက်မှာဆိုရင်တော့ကရင်ပြည်နယ်တန်တော်ကြီးဘက်မှာတိုက်ပွဲတွေဖြစ်ပွားတာမျိုးတိုက်ပွဲဖြစ်ပွားတာမျိုးကြားရပါတယ်အဲဒီမှာလည်း KNL အကျန်းဖတ်သမား9လောင်း တန်တခဲရနေတိမ့်ဆက်ရမိတဲ့အခြေအနေမျိုးတွေ့ရပါတယ်။ဒါကတော့အကြံဖတ်လှူရှားမှုကလည်းဆက်လက်ပြီးတော့လှုပ်ဆောင်နေရတဲ့အခြေအနေဖြစ်ပါတယ်။အဲ့ဒီမှာကျွန်တော်တို့ရေးမျိုးနယ်ဘက်မှာဖြစ်တဲ့ဖြစ်စဉ်တခုပေါ့ဗျာနော်ရေးမျိုးနယ်လိပ်ပုတ်ရွာကိုစစ်တပ်ကဝင်လာတဲ့ဖြစ်ရေးဘလူတပ်ဖွဲ့ကဒေသခံများကိုကယ်ထုတ်တယ်ဆိုပြီးတော့ပြည်ပြည်ဝရမ်းပြည် TVB သတင်းဌာနကရေးထားတယ်။အဲ့ဒီမှာဓာတ်ပုံမှတ်တမ်းတွေကိုကြည့်ရော်လဲ။ ဒီရေဘလူအဖွဲ့ကအကြံဖတ်သမားတွေသည်ရွာသူရွာသားတကြီးရွယ်တွေရောကလေးတငယ်တွေကိုပေါ့သူတို့နဲ့ခေါ်ဆောင်သွားတဲ့ပုံစံမျိုးတွေ့မြင်ရတယ်ပေါ့ဗျာနော်ဒီအခြေအနေကိုကြည့်လို့ချင်းကျွန်တော်တို့ကမွန်ပြည်နယ်ရေးမြို့နယ်လိပ်ပုတ်ကြီးရွာကိုမနေ့ကပေါ့ဗျာနော်နိုဝင်ဘာလ15ရက်နေ့မှာတပ်မတော်ကစစ်ကြောင်းထိုးတယ်ဆိုရင်ဒါရေဘလူအကြံဖတ်အဖွဲ့ကရွာသူရွာသားတွေကိုလူသားတိုင်းအဖြစ်အသုံးချဖို့ ဒါကရွာသူရွာသားတက်ကြီးရွယ်ဦးတွေရောခလေးတငယ်တွေကိုရောခေါ်သွားတယ်လို့ဒီလိုယူဆရပါတယ်ဒါကိုပြည်ဖြတ်မီဒီယာတွေကရေးတဲ့အခါကျတော့ရေးဘလူအကြမ်းဖက်အဖွဲ့ကပဲကက်တင်ရှင်ကြီးတွေလို့လို့ဒေသခံပြည်သူတွေကိုကဲထုတ်သွားတယ်ဆိုတဲ့ပုံစံမျိုးလှုပ်ကြံဖန်တီးရေးသားထားတာမျိုးတွေ့ရပါတယ်ဒီလိုဘာကြောင့်ဆောင်ရွက်တာလဲဆိုတော့ကိုပြန်ပြီးဆန်းစစ်ကြည့်ရင်ကျွန်တော်တို့ကဒီစကိုင်းတိုင်းဒေသကြီး30မြို့နယ်ထဲမှာကျွန်တော်တို့ကိုတွေ့ပေါ့ဗျာနော်ဒေသခံတွေနဲ့တွားရောက်တွေ့ဆုံတဲ့ကပြောတဲ့စကားတွေပေါ့ အဲ့ဒီမှာ PDF ကျမ်းဖတ်သမားတွေကသူတို့ဒီမှာရွာတဲ့ကိုစစ်ကြောင်းလာတဲ့အခါပြေးပြေးပြေးဒီရွာလုံးပြေးကြံနေခဲ့တဲ့ကောင်ဓလန်သူတို့နဲ့အတူတူမလိုက်တဲ့ကောင်ဓလန်အရွာသူရွာသားတွေကပြေးခြင်းလည်းပြေးမပြေးခြင်းလည်းပြေးအတော်တယ်မှာချင်းကိုင်းမှတ်ကိုက်ဒုက္ခခံပြီးတော့နေရတယ်ဘာလို့တာလဲဒီရွာသူရွာသားတွေကိုလူသားတိုင်းအဖြစ်အသုံးပြုတာအခုလဲရေးဘလူကအဲ့ဒီလိုပါပဲအလားတူပုံစံမျိုးပါပဲအဲ့ဒီလိုရွာသူရွာသားတက်ကြီးရွယ်ဦးခလေးတငယ်တွေကို လူသားတိုင်းဖြစ်အသုံးပြုနေမှုကိုပြည်ပြည်ဝရံပြည်မီဒီယာကကဲတင်ရှင်ကြီးဖြစ်အောင်လောက်ကျံဖန်တီရေးတာဖော်ပြတတ်တယ်အဲ့ဒီသဘောတရားကိုလည်းအများပြည်သူသိသိချင်းလို့ကောင်းလို့တင်ပြခြင်းဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြည်ပြည်ဝရံပြည်ခွေးဝဲသားတာလွန်ဆောင်ထက်ရေးတာဖော်ပြထားတဲ့လောက်ကျံဖန်တီရေးတာဖော်ပြထားတဲ့သတင်းတစ်ပုဒ်ပေါ့ဗျာနော်မဟုတ်လို့ကျွန်တော်ကျွန်တော်ကဒီသတင်းကိုကောင်းလို့ဖော်ပြဖို့မရှိပါဘူးဒါမန္တလေးမြို့ကကိုကျော်မျိုးရွှေဆိုတာကတော့ အဲကျွန်တော်တို့အမျိုးသားရေးလှုပ်ရှားမှုနဲ့အတူညီလိုကိုလိုတည်ကျွမ်းခင်မင်ရင်းနှီးတဲ့ပုံကိုယ်တော်ဦးပဲဖြစ်ပါတယ်သူသည်တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီကဖြစ်တယ်ပေါ့ဗျာနော်ဒီရွေလာမဲ့ရွေးကောက်ပွဲမှာဆိုရင်မန်လီတိုင်းဒေတာကြီးအမျိုးသားလွှတ်တော်ကနေအမျိုးသားလွှတ်တော်ကိုယ်တော်လောင်းတယောက်အနေနဲ့ဝင်ရောက်ရှင်တိုင်မဲ့ပုံကိုယ်ပေါ့အဲ့ဒါကိုပြည်ပြဝရံပြည်ခေတ်တက်ကရေးတဲ့အခါကျတော့ ဒေါအောင်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားပြီး NLD အစိုးရဖြုတ်ချပြီးဆန္ဒပြခဲ့သောမဘာသာအဖွဲ့ဝင်ကျော်မျိုးရွှေကတာဆညာပါတီအမျိုးသားလွှတ်တော်ကုသလောင်းအဖြစ်ရွေးကောက်ပွဲဝင်အဲဒီလိုပုံစံမျိုးရေးတာအဲကိုကျော်မျိုးရွှေဘော်ကိုပေါ့ဗျာပြင်မှတ်ထားပြီးတော့လှုံ့ရှားမှုတွေဖြစ်လာအောင်ပြည်ပြည်ဝရမ်းပြည်ခွေဝဲစားတာလုံဆောင်ထက်ကနှိုးဆော်ပေးလိုက်တဲ့သဘောပေါ့နှိုးဆော်ပေးလိုက်တဲ့သဘောဆိုတော့အဲကိုကျော်မျိုးရွှေကလည်းအဲဒီခေတ်သစ်မီဒီယာကပေါက်ပန်းသေးရေးတာထားတဲ့ဟာကိုရွေးကောက်ခံကိုကလေးလောင်းတူကိုတည်ရဖြတ်မှုနဲ့ ီဒီယာကညှိသလိုမှန်ထားတဲ့သူတွေကိုလည်းချိန်ချောက်မှုမျောက်နေကြောင်းတွေ့ရှိရတယ်။ပြည်ပြည်ဝရံပြည်ခေတ်တွေကတော့ဒါမျိုးသတင်းတွေဖန်တီးရေးမှာပဲ။အဲ့ဒီဘက်မှာသွားပြီးတော့အာချောင်းနဲ့နီပိန်းတွေကတော့တရီထားပေါ့ဗျာနော်။ကိုကျော်မျိုးရွှေနဲ့ပတ်သက်လို့အမဟုတ်မမှန်နေပေါပန်းလေးတွေဝင်ရောက်ရေးသားလို့ကိုကျော်မျိုးရွှေကတီးလို့အတရားဆွဲဆိုရင်တော့ပါတီစုံဒီမိုကရေစီရွေးတွေရေကောက်ပွဲများကိုနှောက်ရဟန်တာဖြတ်စည်းခြင်းမှကာကွယ်ပေးရေးဥပဒေအရရေးယူခံရမယ်ဒါလေးကိုသိသိကျင်တာပါ အဲ့တော့ဟုတ်ပြီဗျာကျွန်တော်တို့ကဒီပြည်ပြည်ဝရံပြည်ကိုဝဲစားတလုံးဆောင်းထက်ကရေးတဲ့အခါကျတော့ကျွန်တော်ကိုကျော်မျိုးရွှေကိုတခါမှတော့အတူကိုလော်ဘီလုပ်ပြီးတော့မပြောဘူးမရေးဘူးပါဘူးပေါ့ဗျာနော်ဒါပေမဲ့ပြည်ဖြတ်မိစ္ဆာတွေကပြစ်မှတ်ထားလာပြီဆိုတော့ကျွန်တော်ကကိုကျော်မျိုးရွှေကိုလော်ဘီလုပ်ပြီးတော့အများပြည်သူကိုအတီးပေးလိုက်ခြင်းလေးပါတယ်ပေါ့ဗျာကိုကျော်မျိုးရွှေဆိုတာကျွန်တော်တို့ဒီမြူသားရေးလှုပ်ရှားမှုမှာအတူတကွာပါဝင်ခဲ့တဲ့ NLD အစိုးရလက်ထက် NLD အစိုးရရဲ့လှုပ်ရက်တွေမာရွင်းတဲ့လှုပ်ရက်တွေ အတွက်သူတို့ရရတင်းတင်းဝေဖန်ထောက်ပြပြောဆိုခဲ့ကြတယ်အဲ့ဒီလိုဆောင်ရွက်မှုတွေကြောင့်ကိုကျော်မျိုးရွှေသည်ပြည်ဖြတ်ပါတီ NLD ရဲ့ပြစ်မှတ်ဖြစ်ပြီးတော့နော်ထောင်ချခြင်းခံခဲ့ရတယ်ရန်ကုန်မှာလည်းအကျဉ်းချခံခဲ့ရသလိုမန္တလေးမှာလည်းအကျဉ်းချခံခဲ့ရတယ်ပေါ့ဗျာနော်အဲ့ဒီလိုအခြေအနေမျိုးတိုင်းပြည်နယ်လူမျိုးကိုဖျက်ဆီးနေတဲ့လူတွေရဲ့အန္တရာယ်ကိုရရဝုံဝုံထောက်ပြပြောဆိုဝန်တဲ့ပုံကူတူကိုကျော်မျိုးရွှေ ယခုမန္တလေးတိုင်းဒေသကြီးတွေကနေမြို့သားလွှတ်တော်ကိုယ်စားလောင်းတဦးအနေနဲ့ဝင်ရောက်ရှင်းပြန်ကြမယ်။အဲဒါဆိုကျွန်တော်တို့မဲဆန္ဒရှင်ပြည်သူတွေကဒီလိုပုံကိုမျိုးတိုင်းပြည်နဲ့လူမျိုးအတွက်မာရွင်းနဲ့လုံရက်တွေလှုပ်ဆောင်နေပြီဆိုရင်ကွက်ကွက်ကွင်းကွင်းထောက်ပြပြောဆိုရတဲ့လူမျိုးရဲရဲတင်းတင်းရှေ့ကထွက်ပြီးပြောရတဲ့လူမျိုးကျွန်တော်တို့ကပို့ပြီးမြွေးချက်တင်ဘူးလား။အကူကြော်မျိုးရွှေကိုထောင်ချတဲ့တိုင်းပြည်နဲ့လူမျိုးကိုရောင်းစားမဲ့တီဖြတ်ပါတီ NLD ကဟာမျိုးတွေကိုမှကျွန်တော်တို့မဲဆန္ဒရှင်ပြည်သူတွေက လူလာတာလားအဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့ကနောက်တစ်ကြိမ်နောက်တစ်ကြိမ်နောက်တစ်ကြိမ်အဲ့လိုပြည်ဖြတ်မိစ္ဆာတွေကိုဒါမဲဆန္ဒရှင်ပြည်သူတွေကအထင်ကြီးလေးစားပြီးတော့ရွေးချယ်ကြအောင်မယ်ဆိုရင်အကြိမ်ကြိမ်အခါခါတိုင်းဖြတ်ပြည်ဖြတ်အကြမ်းဖက်လုပ်ရက်တွေရင်ဆိုင်ကြရလိမ့်မယ်အဲ့ဒီလိုရင်မဆိုင်ခြင်းဘူးဆိုရင်တော့တိုင်းပြည်နဲ့လူမျိုးအပေါ်မှာစစ်မှန်သောစေတနာရှိတဲ့အမျိုးသားရေးအမြင်ရှိတဲ့ကိုတိုင်းပြည်ကိုလူမျိုးကောင်းရကောင်းကျိုးဖြစ်စေမဲ့လုပ်ရက်တွေကို ဘာတွေလုပ်ရမယ်ဆိုတာကိုသိတဲ့ပုံကူမျိုး ကိုကြော်မျိုးရွှေလိုပုံကူမျိုးကိုမဲဆန္ဒရှင်ပြည်သူတွေကအလေးထားပြီးတော့ရွေးချယ်ကြပါအဲ့ဒီလိုပုံကူမျိုးတွေလွတ်တော်ထဲရောက်သွားရင်မိမိတို့ဒေတာအကျိုးအတွက်ပေါ့တိုင်းပြည်လူမျိုးအလုံးအတွက်ကိုပါအကျိုးရှိမှာဖြစ်ပါတယ်ဒါကပြည်ပြည်ဝရံပြည်ခွေဝဲစားတလုံးဆောင်ထက်ကအပြစ်မှတ်ထားပြီးတော့အပုတ်ချရေးသားလာတဲ့အတွက်ကြောင့်ကိုကျွန်တော်ကကိုကျော်မျိုးရွှေ ဒီရွေးကောက်ပွဲကြီးမှာအောင်မြင်ပါစေကြောင်းတိုင်းပြည်နဲ့လူမျိုးအကျိုးကိုစားရတဲ့ဘူးတိုးပြီးတော့တည်ဖို့ထမ်းဆောင်နိုင်ပါစေကြောင်းကျွန်တော်က lobby လုံချင်းဖြစ်ပါတယ်ဗျာပေါ်တင် lobby လုတ်ပါတယ်ပြည်ဖြတ်မိစားတွေရဲ့လုံချံဖန်ဒီရေးတာမှုတွေကိုတွေ့တဲ့အခါမျိုးမှာအဲကျွန်တော်တို့ကလှစ်လျူရှုနေလို့မရပါဘူးမျက်ွယ်ပြုတ်နေလို့မရပါဘူးအပြည်ဖြတ်မိစားတွေဒီအမျိုးသားရေးဆိုတာ ਨੇ ကိုသူတို့မှာအပြည်ဖြတ်မိစားတွေဒီအမျိုးသားရေးဆိုတဲ့အတန်ကြားယုံနေတဲ့ တီကိုစားနဲ့တွန့်တယ်လို့ထွန်းထွန်းလူးနေတာဘာကြောင့်လဲသူတို့တွေဒီပြည်ပနိုင်ငံများကအထောက်ပံ့နေဖို့စားပြီးတော့တိုင်းပြည်နဲ့လူမျိုးဒုက္ခရောက်အောင်ဖန်တီးလှုပ်ဆောင်နေတဲ့သူတွေဖြစ်တော့ကြောင်းပါပဲအဲကိုကျော်မျိုးရွှေလူပုပ်ကိုမျိုးကလည်းတာစာညမှာအတူတယောက်တည်းသူ့လိုလားသူမျိုးသားရေးစိတ်သက်ရှိတဲ့သူတွေရှိတိတိုင်အောင်အများကြီးတော့မရှိဘူးပေါ့ဗျာ ဒါတခြားသောပါတီဖွဲ့စည်းတွေမှာလည်းမျိုးသားရေးနဲ့ပတ်သက်လို့ရင်တယောက်စာနှစ်ယောက်စာဒီလိုမျိုးရဲရဲတင်းတင်းရက်တိပြောဆိုကြတာရှိပါတယ်အခုကြော်မျိုးရှေလိုပုံကူမျိုးကတော့မဲဆန်သားရှင်နေရွေးချယ်ဖို့မမားတဲ့လွတ်တော်ကိုယ်တော်လောင်းတူဖြစ်တယ်ဆိုတော့ရဲရဲကြီးအာမခံပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်